အလုံးအလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်အာဗာပြောချင်လဲဆိုတော့ကျွန်တော်ဒီ imperability အကြောင်းလေးပဲကျွန်တော်ပြောပြမှာပေါ့နော်အရင်ဗီဒီယိုမှာကျွန်တော်တင်ထားတဲ့ဟာကျတော့ဒီ battery နှလုံးပဲကျွန်တော်တွဲထားသေးတယ်ပေါ့နော်အခုကျတော့ကျွန်တော်ဒီလိုမျိုး battery လေးလုံးအနေနဲ့ကျွန်တော်တွဲထားပြီပေါ့နော်ဒါတော့ဒီဒီအဖြူနှလုံးကကျွန်တော် box ခြောင်ကောင်းအနေနဲ့ကျွန်တော်ရဲမိတ်ဆွေတူဦးစီမှာကျွန်တော်ဝယ်ထားတယ်ပေါ့နော် အရင်ပေါ်လာတော့မဟုတ်ဘူးပေါ့နော်အဲလိုမျိုးကျွန်တော်ဝယ်ထားတယ်အဒီနှလုံးကိုကျွန်တော်24ပို့တွဲထားတယ်ပြီးတော့ဒီနှလုံးကိုလည်းကျွန်တော်24ပို့အနေနဲ့ကျွန်တော်တွဲထားတယ်ပုံမှန်ဆိုရင်ဒီ battery လေးလုံးတွဲလိုက်မယ်ဆိုရင်အဲ48ပို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော် inverter ကမရတဲ့အတွက်ကျွန်တော်ဒီလိုမျိုး24ပို့ဖြစ်အောင်ပဲကျွန်တော်လှုပ်ထားတာပေါ့နော် ဗီဒီယိုတစ်ခုမှလည်းကျွန်တော်ဒီ balancer တက်တာကိုကျွန်တော်ရိုက်ထားတာရှိတယ်ပေါ့နော်ကျွန်တော်တင်ထားတာရှိတယ်မကြည့်ရသေးဘူးဆိုရင်လည်းပြန်တော့ကြည့်လို့ရပါတယ် balancer ကိုတက်ထားခြင်းအဖြစ်ပေါ့နော်ပါချိုးတွေရှိတာလဲဆိုတော့ကျွန်တော်ဒီမီတာလေးနဲ့ကျွန်တော်တိုင်းပြမှာဖြစ်ပါတယ်ဒီ balancer ကိုတုံးခြင်းအဖြစ်ဒီ battery လေးလုံးကသူ့ရဲ့ပို့တွေညီနေမယ်ပေါ့နော်အဲ့လိုမျိုးညီနေတဲ့အတွက်ကျွန်တော်ရဲ့ battery ကရေရှည်အဲအတုံးပြလို့ရမှာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီ အဲမီတာလေးနဲ့ကျွန်တော်တိုင်းပြမှာဖြစ်ပါတယ်ဒီမီမာလာကျတော့ကျွန်တော်ညပဲတုံးလိုက်တယ်ပေါ့နော်ကျွန်တော်ကနှစ်ဆုံရှိတယ်အဲအဲ့တော့ဒီဘက်ထရီနဲ့အင်ဗာလာကျတော့နေ့လည်ချင်းဆိုရင်ကျွန်တော်ဒီမျိုးပိတ်ထားတယ်ညကျမှပဲကျွန်တော်ချိန်းအိုပါအနေနဲ့ပဲကျွန်တော်ချိန်းပြီးမှကျွန်တော်တုံးတာပေါ့နော်နေ့လည်ကျတော့ကျွန်တော်ဒီအဲ့အိမ်ထဲကတဆုံကိုကျွန်တော်တုံးထားတယ်ပေါ့နော်အဲ့တဆုံကလည်းအဲနောက်ရီတွေမှာအဲကျွန်တော် တုံးထားရတဲ့ဒီ experience ကို ကျွန်တော် sharing လုပ်ပေးသွားအောင်မယ်ပေါ့နော်အခုတော့ဆယ်ကတော့ကျွန်တော်ဒီအဲ4တိုင်းနဲ့ဒီမီတာလေးနဲ့ကျွန်တော်တိုင်းပြအောင်ဖြစ်ပါတယ်ကိုဆိုရင်ကျွန်တော်ပထမအလုံးကို ကျွန်တော်တိုင်းပြအောင်ဖြစ်ပါတယ်ပထမအလုံးကအဲ73ပို့ပထမ2998ပေါ့နော်အဲ့လောက်ရှိပါတယ်သူ့ရဲ့ပို့ကနောက်တစ်လုံးကိုကျွန်တော်တိုင်းပြပါမယ် ဒီတလုံးက73ဒသမ3ပေါ့နော် Amazon point 1လောက်ပဲกว่าပေါ့နော်အဲ့လိုမျိုးဆိုရင်အဲအရင်ဒီပထမ battery အလုံးကအဲ73ဒသမ2ပေါ့နော်ဒီ battery က73ဒသမ3ဆိုတော့အဲ point point 1လောက်ပဲกว่าလေပေါ့နော် point 1လောက်ဆိုရင်တော့ဘာမှဟိုกว่าလေလို့လဲပြောလို့မရဘူးပေါ့နော်အဓိကအဖြစ်ဒီအရှိကပို့ပေါ့နော်အဲပို့ညီနေဖို့လိုပါတယ် နောက်ပြီးတော့ကျွန်တော်အဲတတိယလုံးကိုကျွန်တော်တိုင်းပြပါမယ်ဒီမှာတတိယလုံးလဲဒီအဲ73.3ပေါ့နော်ဒါလဲကွာလေလို့ပြောလို့မရပါဘူးနောက်နောက်ဆုံးတစ်လုံးကိုကျွန်တော်တိုင်းပြပါမယ်ပုံလဲတော့အရန်များနေပေါ့နော် ဒီကောင်လဲ73တမန်နှစ်ပေါ့နော်ဒီကောင်လဲ꽌လို့ပြောလို့မရပါဘူးအဲကြောင့်မလို့ဒီလိုမျိုး balancer 300ချင်းရဲ့အကျိုးကျေးဇူးပေါ့နော် तू ကဒီမျိုး battery လေးလုံးကိုမှပို့တွေညီအောင် तू ကညီပေးတယ်အပြန်ထုတ်တဲ့အချိန်မှာလဲသူကပို့တွေညှိပေးတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့အိမ်မှာဒီလိုမျိုးအေးအိုးတွေပေါ့နော်အဲ့လိုမျိုးအေးအိုးတွေသုံးထားတဲ့သူဆိုရင်တော့ဒီလိုမျိုး balancer တက်တုံးရင်တော့ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ် ပြီးတော့လည်းဒီ inverter နဲ့ကျွန်တော်တွဲသုံးထားတဲ့ solar လည်းတစ်ချက်ကျွန်တော်ဒီနေ့တက်ပြီးမှတွားဆေးလိုက်ပါအောင်မယ်ကျွန်တော် solar ဆေးတော့မယ်ဆိုရင်ကျွန်တော်ဒီအဲ solar အဝင် main ကိုတော့ကျွန်တော်ပိတ်ပြီးမှကျွန်တော်တွားဆေးမယ်ပေါ့နော်ကျွန်တော်နဲ့အတူ solar လေးတွားဆေးလိုက်ရအောင်ပေါ့နော်ဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်ယူပြီးမှကျွန်တော်အပေါ်ကိုတက်ပါတော့မယ်ဒါတွေကလည်းကျွန်တော်ကိုယ်တိုင်ပဲလုပ်တယ်ပေါ့နော် အခုတွေ့မြင်ရတဲ့ရှုခင်းလေးကတော့ကျွန်တော်မျိုးရဲ့ရှုခင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အိမ်ခေါင်မိုးဘွားနေပြီးမှမြင်တွေ့ရတဲ့ရှုခင်းလေးပေါ့နော်ဒီနေ့ကတော့လူတွေတိတ်ဆိတ်နေပါတယ်ခါရင်ရက်တွေကျတော့နည်းနည်းရှုပ်နေပါနော်ဒါပေမဲ့တရက်နဲ့တရက်တော့မတူပါဘူးဒီနေ့လိုမျိုးပုံစံဆိုရင် လူတွေရှင်းနေပါလေ အရှိမတွေ့နေရတာတော့ဒီလေကွင်းပေါ့နော်အဲဆူဆူပေါင်းဒီဆိုလာကဒီ၈ချက်ပေါ့နော်ဒီတစ်ချက်ကဒီနေရာဝတ်ပေါ့နော်နေရာဝတ်အချက်လေးတွေပဲဖြစ်ပါတယ်နေရာဝတ်အချက်ဒီ၄ချက်ကို ကျွန်တော် series check ထားပါတယ်လေးချက်လေးချက် series ချိန်ပါတယ်ပြီးကြမှာ parallel ပြန်ချိန်ပြီးမှအောက်ကိုပြန်ဆင်းသွားတာပေါ့နော်ဟုတ်ကဲ့ ကျွန်တော်ဆိုလာလေးတွေတန်ရှင်းပြီးတော့ပါပြီကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ် see you in the next video bye bye